မင်္ဂလာနှစ်သစ်ပါခင်ဗျာဒီကနေ့21ရက်နေ့ဆိုတော့အားလုံးကိုမင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့အရင်ဆုံးဆန္ဒပြပါတယ်ပထမဆုံးအနေနဲ့နှန့်စင်တဲ့ဘက်စုကွန်ပျူတာပွဲပြက်သွားတဲ့အကြောင်းလေးကိုတင်ဆက်ချင်ပါတယ်ပြည်သူများခင်ဗျာနှန့်စင်တဲ့ဘက်စုကွန်ပျူတာပွဲပြက်နိုင်ခြင်းများနေတဲ့အကြောင်းရင်းကိုမနေ့ကကျွန်တော်ပြောပြခဲ့ပြီးပါပြီဒီကနေ့မှာတော့ခိုင်မာတဲ့သတင်းအရေးမြစ်တွေကအားလုံးအတည်ပြုလိုက်ပြီးဖြစ်ပါတယ် ဒါကြောင့်မို့မနေ့ပြန်တောက်ကြနေည155 105ပြန်ပွဲမှာပါဝင်ထုတ်သက်ဖို့စီစဉ်ထားတဲ့တန့်စင်တဲ့ Best Sukin Bit တို့တွဲဆိုင်ကတရားဝင်ပြတ်သွားပြီလို့ပြောလို့ရပါပြီ။ဘာဖြစ်လို့ပြတ်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းကိုမနေ့ကအတန်းတင့်ပြောပြခဲ့ပြီးပြီဖြစ်ပါတယ်။အဲဒီအကြောင်းအရာကိုမကြည့်ရသေးတဲ့ပြည်သက်တွေအတွက်ထပ်ပြီးအနေချင်းပြန်ပြောပြခြင်းနေပါတယ်။ဒီပွဲပြရတဲ့အကြောင်းရင်းကဝိချတဲ့ကိစ္စနဲ့လည်းမဆိုင်သလိုတန့်စင်ကနေမကောင်းဖြစ်လို့နှုတ်ထွက်လိုက်ရတာမျိုးလည်းမဟုတ်ပါဘူး။ ပြိုင်ဘက်ဘက်စုခွန်ဘက်ရဲ့ဘက်မှာလည်းအကြောင်းတစုံတရာပေါ်လာလို့ပွဲဖြက်လိုက်ရတာမျိုးမဟုတ်ပါဘူးဒီပွဲမထုတ်ခင်ဆိတ်ဆစ်ကြတဲ့အနေအထားမှာတန့်စင်ရဲ့မျက်လုံးအတွက်မှာစပော့တစ်ခုတွေးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီပြဿနာကသူ့ရဲ့ကစားသမားဘဝအနာဂတ်ကိုတော့အများကြီးထိခိုက်သွားနိုင်တဲ့အလားအလာမျိုးတွေရှိတယ်လို့သိရပါတယ်ဒါကြောင့်မို့ဆရာဝန်ဖြစ်သူတွေကဒီပွဲကိုဆက်လက်ထိုးသက်ဖို့ထောက်ခံချက်လုံးဝမပေးခဲ့ပါဘူး။အဲ့လိုပုံစံမျိုးနဲ့ပွဲပြတ်သွားတာဖြစ်ပါတယ်။ ။လက်စင်မှာဒဏ်ရာပြဿနာရှိလို့နှုတ်ထွက်လိုက်ရတာမျိုးမဟုတ်တလို့ဝိတ်ကက်လုံရင်နေမကောင်းဖြစ်လို့နှုတ်ထွက်ရတာမျိုးလည်းမဟုတ်ပါဘူး။ကြံ့ကြံ့ဖက်ဖက်မျက်လုံးဒဏ်ရာပြဿနာကပေါ်လာလို့ပွဲပြက်သွားတာပါ။ကြာမီတလောက်တော့အဲ့ဒီမျက်လုံးထဲကစပော့ကို အချိန်ယူကုသရအောင်မဲလို့ဆိုပါတယ်။ဒန်ဇယ်အနေနဲ့အဲ့ဒီဒဏ်ရာပြဿနာကနေကောင်းမွန်သွားမှဝမ်းချမြင်ရှိမှပြန်လဲထိုးသက်ခွင့်ရမှဖြစ်ပါတယ်။ဒါကြောင့်မို့တန်ဇင်ဟာမျက်လုံးပြဿနာကိုအချိန်ယူကုသရအောင်မှာပါ။ စိတ်မကောင်းစွာနဲ့ပြောရရင်တန့်စင်ရဲ့ပွဲတွေက အချိန်တိုင်းတာတစ်ခုထိဝေးကွာသွားအောင်မှဖြစ်ပါတယ်။နောက်ထပ်စိတ်ကောင်းမှုတဲ့အချက်ကဘာဖြစ်လို့တန့်စင်မှဒီလိုပြဿနာမျိုးကတွေ့ရတာလဲဆိုတာပါ။သူ့ရဲ့အကိုဖြစ်သူထွန်းလွန်မိုးတုံးကလည်းအလားတူတန်ရာပြဿနာမျိုးနဲ့ပဲမျက်စိကိုထိခိုက်ခဲ့ရပြီပါပြီ။ခုတန်းစင်မှာလည်းမျိုးလုံးနဲ့ဆက်ဆက်နေတဲ့ပြဿနာပေါ်လာတယ်ဆိုတော့တကယ်ကိုသူတို့ညီကိုနှစ်ယောက်အတွက်စိတ်မကောင်းဖြစ်မိပါတယ်။ပြည်တယ်များခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကစူပါအီချမ်းရဲ့နောက်ပွဲအနေထားကဘယ်တော့လောက်ဖြစ်နိုင်မလဲဆိုတဲ့ခံမှန်းသုံးသပ်ချက်ဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစူပါအီချမ်းရဲ့အနည်းဆက်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့လွန်ထက်ရဲ့စတေတက်ကိုကိုကာပြီးတင်ဆက်သွားကြပါမယ်။စူပါအေဂျင့်နဲ့လွန်ထက်တို့ကဘီလက်မြေဆက်ယုံကလပ်တခုထဲမှာအတူတူလေ့ကျင့်နေကြသူတွေပါပြီးတော့အရန်ကိုနိကက်တဲ့ဆက်ဆံရေးလက်ရှိတဲ့ဖိုက်တာ၂ယောက်ဖြစ်ပါတယ် အဲ့ဒီတော့လွန်ထက်တင်လိုက်တဲ့စူပါအီဂျန်ရဲ့နောက်ပွဲအနေထားနဲ့ပတ်သက်တဲ့တုံးသက်ချက်စတေတက်ကအများကြီးနှိစက်မှုရှိနိုင်တယ်လို့ယူဆလို့ကျွန်တော်ကကိုကာပီတင်ဆက်ပေးတာဖြစ်ပါတယ်စူပါအေဂျန့်ဟာရှေ့လာမဲ့၅လပိုင်းအတွင်းမှာပွဲရထားတယ်လို့သတင်းအရင်းမြစ်တချို့ကဆိုပါတယ်။အဲ့တော့သူထုံးမဲ့နောက်ပွဲက လာမဲ့မေလအတွင်းမှာဖြစ်နိုင်ခြင်းများတယ်လို့ကောက်ချက်ချလို့ရနေပါပြီ။တစ်ချိန်တည်းမှာသူ့ရဲ့ပြိုင်ဘက်ကဘယ်သူဖြစ်နိုင်ခြင်းရှိမလဲဆိုတာစဉ်းစားကြည့်ရအောင်မှာ။ လွန်ထက်တင်လိုက်တဲ့ state တဲ့အရာတော့မြန်မာ fighter တယောက်နဲ့ထိုးဘူးတယ်လို့ဆိုပါတယ်။ဒါလို့ဆိုရင်အများကြီးရှေ့ရှေ့ဝေးဝေးစဉ်းစားစရာတော့မလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ super agent ရဲ့ weight တန်းကပေါင်140ဝန်းကျင် weight တန်းမှာထိုးတာပါ။မြန်မာ fighter တွေထဲမှာဆိုရင်အဲ့ဒီဝန်းကျင် weight တန်းမှာထိုးတဲ့ fighter ကလက်ချိုးရည်လိုရပါတယ်။ဒါကြောင့်မို့ super agent ရဲ့ပြိုင်ဘက်ကဘယ်သူဖြစ်မလဲဆိုတာခက်မှန်းရသိပြီးမခက်ပါဘူး။ ချက်နိုင်ရဲ့အများဆုံးအကြောင်းအရာကိုချင်းကပ်ကြည့်ရမယ်ဆိုရင်အဲမွေထုတ်သက်တဲ့ပွဲတွေကိုကြည့်ရင်ပဲသိတာပါတဲ့ဘာဖြစ်လို့လဲဆိုတော့အဲမွေကလည်းတချို့ပွဲတွေမှာပေါင်140ကက်ချွေတန်ဝင်းကျင်နာအထိကက်ပြီးထိုးထားတာပါဒါကြောင့်မို့စူပါရီဂျက်နောက်ပွဲရင်ဆိုင်ရမယ့်ပြိုင်ဘက်ကအဲမွေရဲ့ပြိုင်ဘက်ဟောင်းတွေကဖြစ်နိုင်ခြေရှိတယ်လို့ကျွန်တော်ကသုံးသပ်ကြည့်ကြပါတယ်။အဲမွေဟာ1ချန်ပီယံရှစ်ဖိုက်တာဘွားမှာစုစုပေါင်း၄ပွဲ ထိုးထားပါတယ်။ အဲ့ဒီမှာနှစ်ပွဲရှုံနှစ်ပွဲနိုင်ရလက်ပိုင်ဆိုင်ထားသူပါအဲ့နှစ်ပွဲတွေကမှဘေးဖိုက်တာတွေနဲ့ပေါင်140ဝင်းကျင်တန်းမှာထိုးခဲ့တာလဲဆိုတာပြည်သက်တွေဆွဲထုတ်ကြည့်လို့ရပါတယ်ကျွန်တော်အမှန်မမှားဘူးဆိုရင်ဂျပန်ဖိုက်တာနှစ်ယောက်နဲ့ထိုးခဲ့တဲ့ပွဲတွေကပေါင်140ဝင်းကျင်တန်းမှာဖြစ်ပါတယ်တနည်းဆိုရရင်စူပါရီချမ်းရဲ့ weight တန်းနဲ့အတော်လေးနှိစက်တဲ့ weight တန်းမျိုးတွေမှာပါ အဲ့ဒီတော့စူပါအီဂျန်နောက်ပွဲရင်ဆိုင်ရမယ့်ပြိုင်ဘက်ကဂျပန်ဖိုက်တာတွေကတယောက်ယောက်ဖြစ်နိုင်ခြင်းရှိတယ်လို့ကျွန်တော်ကကြိုတင်ခံမှန်းထားကြပါတယ်နောက်ထပ်ပြောပြခြင်းနဲ့အကြောင်းအရာကချင်းလူငယ်ဖိုက်တာလေးဂျိုရှွာဘန်ရဲ့ပွဲအကြောင်းဖြစ်ပါတယ်ဂျိုရှွာဘန်ဟာဘရာဇီးဖိုက်တာဘလူးနိုဆေးပါးနဲ့ပြန်လည်ထွက်သက်မှာဖြစ်တဲ့အကြောင်းဟိုးအစောကြီးကတည်းကခိုင်မာတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ UFC ကိုယ်တိုင်ကအဲ့ဒီတွဲဆိုင်ကိုတရားဝင်ချပြလိုက်ပြီးဖြစ်ပါတယ်။ လုံထုံးလုံနီးအတိုင်းပြောရမယ်ဆိုရင် Joshua Ban နဲ့ Bruno Silva တို့ထိုးသတ်မဲ့ပွဲကို UFC ဘက်ကတရားဝင်အခိုင်အမာချပြလိုက်ပါပြီဒီပွဲက UFC 316ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်တနည်းအားဖြင့်ဂျွန်လာပရမအပတ်မှာပေးပါပြုနဲ့ကျင်းပမဲ့ပြိုင်ပွဲမျိုးမှာပါဝင်လာမှာပါ UFC ဟာဒီပြိုင်ပွဲမှာပါဝင်လာမဲ့ခေါင်းပွဲတွေကိုလက်ဆက်တိုက်ချပြခဲ့ပြီးပါပြီ။ အဓိကကောင်းပွဲကြီးဖြစ်တော့ Marat Dipalish Plee နဲ့ Chang O'Malley တို့နှစ်ယောက်ကမချေပွဲပြန်ပြီးထိုးကြမှာပါဒီပွဲပေါ်ပေါက်လာတဲ့ခင်းကျင်းတဲ့ပတ်သက်လို့အဲ့ဒီတုန်းကကျွန်တော်ရဲ့အမြင်တချို့ကိုလည်းပြောပြခဲ့ပြီးပါပြီ Chang O'Malley ဟာချန်ပီယံကပ်လက်လွတ်ပြီးပြီးချင်းမှာပဲချက်ချင်းချန်ပီယံကပ်ပြန်လဲစိန်ခေါ်ခွင့်ရရဆိုတာ promotion ရဲ့သဘောထားကဘယ်လိုလဲဆိုတာကိုလည်းဆွဲထုတ်ပြခဲ့ပါတယ်ထပ်ပြောရရင်ဒီပွဲအခင်းကျင်းက Marat Dipalish Plee လိုချင်နေတဲ့ပုံစံအတိုင်းဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့သူကဥမာနူမာကွန်ပျူတာနဲ့ပွဲမဖြစ်ခင်အချိန်ကရှောင်းအိုမယ်လီနဲ့မကြေပွဲပဲပြန်ထိုးခြင်းနဲ့ဆိုပြီးခဏခဏပြောပြခဲ့တာပါအခုတော့သူ့ရဲ့စမ်းသားတွေတကယ်ဖြစ်လာပြီလို့ပြောနိုင်ပါတယ်ဘန်နဝိတန်အခင်းချင်းကိုကြည့်လိုက်မယ်ဆိုရင်လဲသူ့ရဲ့ချက်မြက်ကဘက်ကိုစိန်ခေါ်နိုင်တဲ့အနီးကပ်ပြိုင်ဘက်ကလည်းမရှိပါဘူးအဲ့ဒီတော့ဒေနာဝိုက်ကသူ့သဘောကျတဲ့ရှောင်းအိုမယ်လီကိုပြန်ပြီးခွင့်ရပေးတာပြည်သက်တဲ့နေအောင်ကြည့်လို့ရမယ်ထင်ပါတယ် ကိုမိန်ပွဲဖြစ်တော့မြို့သမီးဖိုက်တာတွေဖြစ်တဲ့ဂျူလီယာနာပန်ညာနဲ့ကေလာဟာရီဆန်တို့ကဘက်တဝိတ်ချန်ပီယံကပ်စိန်ခေါ်ပွဲထိုးကြမှာပါ UFC ဟာ UFC 340ပြိုင်ပွဲမကျင်းပခင်ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့အကျိုးသတင်းစာရှင်းလင်းပွဲကိုလည်းတခါတည်းပူတွေ့လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲကိုရှောင်းအိုမဲလီနဲ့မာရက်ဒီပါလစ်ဘလီ၊ကေလာဟာရီဆန်နဲ့ဂျူလီယာနာပန်ညာတို့ကတက်ရောက်ခဲ့ပါတယ်။ မမီတလောက်ပြန်ပြီးပြောရမယ်ဆိုရင်တော့ဒင်းစာရှင်းလင်းပွဲတက်လာတဲ့အနေထားမှာမာရက်ဒီဘာလစ်ဖလီကရှောင်းအိုမယ်လီကိုထိုးထားတဲ့ဝစ်စုံနဲ့ဝစ်ပြီးတက်လာတာပါရှောင်းအိုမယ်လီကိုကလစ်ပုံစံမျိုးလုပ်ပြီးရင်ကုန်ပိုက်အနေထားမျိုးနဲ့သတင်းစာရှင်းလင်းပွဲကိုချီတက်လာတာအတော့ကိုခနော်ခနဲ့နိုင်လွန်ပါတယ်။မာရက်ဒီဘာလစ်ဖလီထိုးတဲ့ပုံစံတွေကတကယ်ကိုထိထိမိမိရှီလွန်တာပါ။သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီးထူးခြားတဲ့အချက်ကိုပြောရရင်ဒီပြိုင်ပွဲကိုဒုတ်မျိုးသမီးဖိုက်တာကြီးအမန်ဒါနူနယ်လက်တက်ရောက်ခဲ့ပါတယ်။ ။တစ်ချိန်ထဲမှာသူမကလည်းအထက်ကဝိုင်းအတွက်နောက်ကျင်းပြန်လာအောင်မဲ့အကြောင်းတီးပြုတ်သွားခဲ့ပါတယ်။မိသည်များခင်ဗျာဂုတ်မျိုးသမီးဖိုက်တာကြီးအမန်ဒါနူနဲ့ကို2025ခုနှစ်အတွင်းအထက်ကဝိုင်းအတွက်ပြန်ပြီးမြင်တွေ့ရတော့မှလားဆိုတာဆက်ပြီးစောင့်ကြည့်ဖို့လိုလာပြီးဖြစ်ပါတယ်။အကြောင်းအရာကိုပြန်ဆက်ရရင်တော့ UFC ဟာ Joshua Ben Powen ထိုးသက်မဲ့ UFC 360ပြိုင်ပွဲနဲ့ပတ်သက်လို့ပါဝင်လာမဲ့တွဲဆိုင်အများစုကိုချပြထားပြီးပါပြီ။ ရဲဆိုင်တွေရဲ့အနေထားကြည့်ရတော့တော့ဒီပြိုင်ပွဲမှာဂျိုရှွာဘန်အနေနဲ့မိန့်ကကောင်းစင်အောက်ကနေထိုးတက်ခွင့်ရဖို့မျှော်လင့်ချက်ရှိနေစေလို့ပြောလိုက်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့ဘရူနိုဆေးပါတို့နှစ်ယောက်စလုံးထုတ်သက်ပုံအနေထားနဲ့ဘလောက်ထိဖြိုးရင်းမှုရှိမလဲဆိုတာပြည်သက်တိုင်းကခံမှန်းမိပါတယ်။အဲ့လိုအနေထားကြောင့်ကိုဒီတွဲဆိုင်ကမိကခေါင်းစဉ်အောက်မှာပါဝင်လာလိမ့်မယ်လို့ကျွန်တော်ကိုယ်တိုင်လည်းမျှော်လင့်ထားကြည့်ချင်ပါတယ်။ ဆက်လက်ပြောပြခြင်းတဲ့အကြောင်းအရာကပေါ့နော်ဒီ UFC က UFC 340ပြိုင်ပွဲကျင်းပနေစဉ်ကာလတွန်းမှာပဲလာမယ့်ဒီ UFC 350ပြိုင်ပွဲမှာပါဝင်လာမယ်မင်းကကောင်းဆောင်မှာပါဝင်လာမဲ့တွဲဆိုင်တွေကိုတရားဝင်ချပြလိုက်တဲ့ဆိုတဲ့အကြောင်းအရာကိုပါဒီ UFC 315ကလည်းဒီမင်းကကောင်းဆောင်ကတွဲဆိုင်တွေကအတော်လေးကောင်းပါတယ်ဒီပြိုင်ပွဲကဒီ Weatherweight Champion ကပဲစင်ခေါ်ပွဲကိုအပြုထားတယ်ဆိုပေမဲ့ မြို့သမီး flyway တန်းကပွဲကောင်းနှစ်ပွဲအထိတောင်ဒီ main gate ကောင်းဆောင်မှာပါဝင်နေတာသတိထားမိပါတယ်အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်နည်းနည်းလေးအားချောင်ကြည့်ခြင်းသေးပါတယ် UFC ရဒီမူလာကပေါ်တော့ဒီ UFC 315ပြိုင်ပွဲမှာ Welterweight Champion ကပ္ပစင်ကောပွဲကိုအပြုကျင်းပဖို့စီစဉ်ထားတာပါထိတ်ဆုံးကောင်ပွဲဖြစ်တော့ Bilal Muhammad ရဲ့ Champion ကပ္ပကို Rakhmonov ကစင်ကောထိုးသက်ဖို့ရထားခဲ့ပြီးမြဲဒီ Rakhmonov ကပေါ်တော့နောက်တစ်ချိန်ဒီ ဒဏ်ရာပြဿနာကြုံသွားလို့ပေါ့နော်ဒဏ်ရာပြဿနာကြုံတဲ့အတွက်ချန်ပီယံကပ်စိန်ခေါ်ကွင်းနဲ့လက်လွတ်လိုက်ရပြန်ပါတယ်အဲ့ဒီမှာတွဲဆိုင်ပြောင်းလဲတွေဖြစ်လာပါမချခင်ကကျင်းပသွားတဲ့လန်ဒန်က UFC Fight Night ပြိုင်ပွဲမှာဆိုရင်ဒီယွန်းအက်ဒဝတ်နဲ့ဂျက်မက်ဒါလီနာတို့ပွဲကိုအရင်ဆုံးတည်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာဒီ UFC 350ပြိုင်ပွဲကကောင်းပွဲကအပြောင်းလဲတွေဖြစ်တဲ့အတွက်ဂျက်မက်ဒါလီနာကလီယွန်းအက်ဒဝတ်နဲ့ပွဲကိုဖျက်သိမ်းပြီး ဒီဘီလာမူဟာမက်ရဲ့ချန်ပီယံခပ်ဘက်ကိုစိန်ခေါ်ဖို့အကြောင်းဖန်လာခဲ့တာပါအဲ့ဒီပုံစံမျိုးနဲ့ဒီ UFC 350ပြိုင်ပွဲရဲ့ကောင်းပွဲဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီကောင်းပွဲကတော့အဲ့တိုင်းပဲဒါပေမဲ့ဒီကိုမင်းပွဲပေါ့နော်ကိုမင်းပွဲကတော့ Flyweight အမျိုးသမီးချန်ပီယံခပ်ဘက်ပြန်ပြီးသိမ့်ပိုက်ထားတဲ့ Platinum Champion ကိုနဲ့နိုင်ပွဲတွေဆက်လိုက်ဆက်လိုက်ရယူထားတဲ့ပြင်သစ်သူ Manon Fiorot ရဲ့ပွဲဒီပွဲကအတော်ကိုချီးကောင်းမယ်ထင်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ပြိတက်တွေကလည်းဒီရှက်ဂျင်ကိုနဲ့အလက်ဆာဂရက်ဆိုတို့ရဲ့အပြိုင်မှုတွေကြည့်ရတာလည်းနည်းနည်းယိုးလာပြီးဒီလိုနှစ်ယောက်ကြားမှာလည်းဘယ်သူကပိုသားတယ်ဆိုတာလည်းတက်တက်ကွက်ကွက်ဖြစ်လာတဲ့အနေအထားမှာဒီမာနွန်ဖီယိုတော့ကတက်လာတယ်ဆိုတော့ဒီတွဲဆိုင်အပြောင်းလဲဖြစ်တာပေါ့နော်အဲ့ဒီတွဲဆိုင်အပြောင်းလဲဖြစ်တဲ့အတွက်ဒီပွဲကတော့ဒီလက်ရှိအမျိုးသမီး MMA နယ်ပယ်မှာပေါ့နော် ထိတ်ဆုံးစွမ်းဆောင်ရည်ရည်နဲ့ဖိုက်တာနှစ်ယောက်ထိတ်တိုက်တွေ့တဲ့ပွဲလို့ပြောလို့ရပါတယ်မာနွန်ဖီယိုတော့ကလည်းဒီ ပြောရမယ်ဆိုရင်ပေါ့နော်ဒီ flying with တန်းကိုတက်ကစားတဲ့ Rose Nama Unes တို့ဒီအမေရိကကနေစွာနေတဲ့ဒီ Evan Blanche ပြီးတော့ကိုစက်တိုက် NYU ပြီးတော့ဒီခွင့်ရရတာဆိုတော့ထိုက်တန်မှုအပြည့်ရှိတယ်လို့ပြောနိုင်ပါတယ်အဲ့တော့ဒီ USC 315ရဲ့ဂေါံပွဲမှာပေါ့နော်ဂေါံပွဲမှာတော့ထိတ်ဆုံးဂေါံပွဲထက်စာရင်ကိုမင်းပွဲကပိုပြီးအကျိတ်နဲ့ဖြစ်လာနိုင်တယ်လို့ကျွန်တော်ရဲ့အမြင်လေးကိုမယုံမလွန်ပြောပြချင်ပါတယ် နောက်ထပ်ပေါ်တော့ပြည်သက်တွေစိတ်ဝင်စားနိုင်တဲ့ပွဲကဒီမိမချောဖိုက်တာအလက်ဆာဂရက်ဆိုနဲ့ဒီနိုင်ပွဲတွေဆက်နေတဲ့ပေါ်တော့เนาะဘရာဇီးသူနတာလီယာဆေးပါတို့ပွဲဒီပွဲကလည်းစိတ်ဝင်စားဖို့ကောင်းတယ်လက်ဆာဂရက်ဆိုကချက်မြင့်ကပတ်လက်လွတ်လိုက်ရပြီလက်လွတ်လိုက်ရပြီးနောက်ပိုင်းမှာသူမရဲ့အနေထားကဘယ်လိုပုံစံမျိုးရှိလဲဆိုတာဟိုပြည်သက်တွေလည်းစိတ်ဝင်စားလာတယ်ကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားလာတယ်အဲ့တော့ဒီနိုင်ပွဲဆက်လာတဲ့နတာလီယာဆေးပါနဲ့အလက်ဆာဂရက်ဆိုတို့နှစ်ယောက်တွေ့တယ်ဆိုတော့ ဒီပွဲကတေးကြတဲ့ဒီချက်မြင့်ကပတ်စိန်ခေါ်ခွင့်အဆုံးဖြတ်ပေါ်တော့ဘသူကပြန်ဘသူကရမလဲဆိုတာအဆုံးဖြတ်ပေးနိုင်တဲ့ပွဲမျိုးလို့ကျွန်တော်ကတော့မှန်းထားကြည့်ချင်ပါတယ်။နောက်ပွဲကပေါ်တော့ဒီအနိကရောက်မှထည့်လိုက်တဲ့တွဲဆိုင်ကျွန်တော်ကတော့အရင်သဘောကျတယ်။အဲ့ဒီတွဲဆိုင်ကပြင်သစ် fighter ဘန်ဝါစိတ်ဒနိစ်နဲ့ဒီကျွန်တော် lightweight တန်းမှာပေါ့နော်အမြဲတမ်းကောင်းတဲ့ကောင်းတဲ့ဒီ fighter ကိုစောက်ကြည့်တဲ့နယ်လို့ပြောခဲ့တယ်။စပိန် fighter Jorel Alvarez တို့ပွဲဒီပွဲက ဗန်ဝါစိတ်တနည်းကစက်တိုက်ကျမ်းပြပြီးမှရှုံးမွဲတွေဆက်လာတယ်ပုံစံကောင်းနေပျောက်သွားတယ်ပေါ့နော်အဲ့နေထားမှာဂျိုရဲအေဘာရက်ကတော့နိုင်ပွဲတွေဆက်လာတယ်ပုံစံကောင်းနေစက်တိုက်ပြလာတယ်ဖိုက်တာ2ယောက်ဥရောပအခြေဆိုင် lightweight dam fighter 2ယောက် UFC 350ပြိုင်ပွဲခေါင်းဆက်အောက်မှာတွေ့တယ် main ကခေါင်းဆက်အောက်ကိုထည့်လိုက်တယ်ဆိုတော့ဒီပွဲကလည်းပွဲကောင်းတပွဲပဲအဲ့တော့ UFC 350ပြိုင်ပွဲနဲ့ပတ်သက်ပြီး main ကခေါင်းဆက်အောက်မှာထားတဲ့တွဲဆိုင်တွေအကုန်လုံးကိုကြည့်လိုက်မယ်ဆိုရင် ဟိုပြိတ်သက်တွေသဘောကျမဲ့တွဲဆိုင်တွေကြီးပဲလို့ကျွန်တော်ပြောချင်တယ်ပြောလို့လည်းအခိုင်အမာပြောလို့လည်းရရတယ်အဲ့တော့ပွဲထက်ပြီးမပြတ်ပါစေနဲ့ပွဲပြောင်းလဲတွေမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းထားကြရအောင်ပါဒီခါပြောပြချင်တဲ့အကြောင်းအရာကတော့ဒီဒီတစ်ပတ်ကျင်းပသွားတဲ့ UFC 340ပြိုင်ပွဲအနှစ်ချုပ်သုံးသက်ချက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ဒီဒကြံကာလာနဲ့တိုက်နေတဲ့အတွက်ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီး review လည်းမလုပ်ခဲ့ဘူးဒါပေမဲ့တချို့ပြည်သက်တွေက review လုပ်ပေးပါအောင်ပါညာဆိုပြီးတော့တောင်းဆိုတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်မြင်တဲ့လောက်လေးပြောပြချင်ပါတယ်ဒီ UFC 350ပြိုင်ပွဲမှာတော့တကယ်မင်းသားဖြစ်သွားတာကဂျန်ဆေးပါလို့ကျွန်တော်ကပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ပွဲကောင်းတွေကြီးပဲမှန်တယ်ဒါပေမဲ့ပြည်သက်တကယ်စိတ်ဝင်စားခဲ့တဲ့ပွဲက Bright Mitchell နဲ့ Jensen Seba တို့ပွဲ Jensen Seba က ဘလိုဖိုက်တာလဲဆိုတော့ကျွန်တော်ရှေ့ကအချိန်ချင်းပြောခဲ့ပြီးပြီးတကယ်ကိုအရန်မိုက်လွန်းတဲ့ဖိုက်တာဒီပွဲမှာလဲ Bright Mitchell ကိုသူချုပ်ပြသွားတယ်ပေါ့နော်အဲ့တော့ဘာတွေ့ရလဲဆိုတော့ Jan Silva ကပွဲစုအောင်လုပ်တဲ့ဖိုက်တာတွေမဟုတ်ဘူးပြိုင်ဘက်တွေကိုအမောက်သိပ်အောင်ထိုးပြနိုင်တဲ့ဖိုက်တာတွေမဟုတ်ဘူး Bright Mitchell လို့ ground game အပြုတ်တဲ့ fighter ကိုတောင်ချုပ်ကွက်နဲ့ပွဲသိမ်းနိုင်တဲ့ fighter လို့ပြောလို့ရတယ်။တနည်းအားဖြင့်ပုံစံမျိုးစုံနဲ့ပွဲသိမ်းနိုင်တဲ့ သူ့ပွဲကိုလည်းစိတ်ဝင်စားအောင်လည်း promote လုပ်နိုင်တယ်ဖြိုးပြမှုလည်းရှိတယ်ပြီးတော့ကြတော့ပွဲကိုအချိန်မြင့်တဲ့နေရာမှာတန်ဖိုးမြင့်တဲ့နေရာမှာလည်းတကယ်ကိုထူးရွံ့တဲ့သူအဲ့တော့ UFC မှာပေါ့နော်ပုံစံတစ်မျိုးနဲ့ထွက်လာတဲ့ကြញ្ញញញ Fighter တယောက်လို့ကျွန်တော်ကခေါင်းစဉ်တက်ကြည့်ခြင်းနဲ့အခုဆိုရင်သူက UFC မှာစုပေါင်း၅ပွဲထိုးပြီးပြီး၅ပွဲစလုံးကိုပွဲသိမ်းရလက်တွေနဲ့အနိုင်ရတယ်ဒီ2025တွင်းမှာဆိုရင်သူက2ပွဲထိုးပြီးပြီး ်နှစ်ပွဲစလုံးကို bonnet တွေနဲ့ပွဲသိမ်းပြနိုင်တယ်အဲ့ဒီတော့မနစ်ကကာလိုပရတက်နှစ်လို့ကျွန်တော်တို့ဇက်တိုက်ပြောခဲ့တဲ့အနေထားမှာလက်ရှိ2025ကိုတော့ကာလိုပရတက်ရဲ့ကိုကျော်ပြီးတော့ဂျန်စီဘာရဲ့နှစ်လို့တော့ကျွန်တော်တို့ပြောရမယ့်အနေထားမျိုးရောက်လာပြီအဲ့တော့ဂျန်စီဘာကဘလို့တိုင်းတာတီဆက်ပြီးတလန်းသွားမလဲဆိုတာပြည်သက်တွေစောင့်ကြည့်ဖို့လိုလာပြီးထင်ပါတယ်ဆက်လက်ပြီးပေါ်တော့ဒီကိုမင်းပွဲအကြောင်းလေးကျွန်တော်နည်းနည်းလေးပြောကြည့်ခြင်းသေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပွဲပြီးပေါ်တော့ review state တက်လေးရေးလိုက်တော့ ဟိုကျွန်တော်ကပက်ဒီပင်ပလက်ကိုချီကျူးတဲ့အကြောင်းအရာလေးနည်းနည်းပါသွားတော့ပြည်သက်တချို့က Michael Chandler ကဒက်ကြီးသွားပြီဆိုတဲ့ပုံစံမျိုးတွေပြောကြတယ်ပေါ့နော်ဒါပေမဲ့ Michael Chandler ဒက်ကြီးသွားတာမှန်တယ်ဒါပေမဲ့သူချားထဲမှာပွဲမထိုးဘဲနဲ့နှစ်နှစ်လောက်ဝေးသွားရပေါ့နော်အသက်ကြီးပြီမဲ့ကျွန်တော်ပြောချင်တာပွဲပန်းပြီးတော့အသက်ကြီးသွားတာလည်းမဟုတ်ဘူးပြီးတော့ရှေ့ကပွဲတွေမှာလည်း तू ရှေ့ကပွဲတွေသူရှုံးတယ်ဗျာရှုံးပေမဲ့ Michael Chandler ရဲ့ moment တွေရှိတယ် Michael Chandler ကပွဲကိုအလေပြောင်းလှုပ်သွားနိုင်လောက်တဲ့အခိုက်အတန့်မျိုးတွေရှိတယ်အဲ့တော့ရှေ့က fighter ကြီးတွေတုန်းကတလူပုံစံမျိုးသူ့မှာရှုံးတော့လည်းပဲသူအားတာတဲ့အခိုက်အတန့်လေးတွေရအောင်လုပ်ကြတယ်ဒါပေမဲ့ဒီပွဲမှာကြတော့အဲ့လိုအခိုက်အတန့်မျိုးတောင်သူမပိုင်ဆိုင်လိုက်ဘူးမပိုင်ဆိုင်တဲ့အပြင်ဒီ Petty Pimblet ရဲ့ပွဲသိမ်းတာတောင်ခံလိုက်ရတယ်ဆိုတော့အဲ့ဒီအနေထားမှာကျွန်တော်က Petty Pimblet ကတော့ကောင်းလာတဲ့ fighter ပါလားဆိုပြီးကျွန်တော်နည်းနည်းချစ်ကျူးလိုက်တယ်ပေါ့နော်ဒါကပြည်သက်တချို့နဲ့အမြင်မတူတာလေးပေါ့နော်ဒါတော့ကို့အမြင်နဲ့ကိုရှိကြမှာပဲဒါပေမဲ့ကျွန်တော်ကတော့ Petty Pimblet က Chandler လို့ fighter မျိုးကိုတလူကစားသွားတယ်ဆိုတော့တကယ်လေးချစ်ကျူးခြင်းနဲ့ဒါပေမဲ့ဟို Chandler ရဲ့ပိုကောင်းတဲ့ပြိုင်ဘက်တွေနဲ့တွေ့ တွေ့တဲ့အချိန်ကြရင်ပေါ့နော်ပက်တီပင်ပလက်ရဲ့အည်သွေးစစ်မှန်ကတော့ပို့ပြီးတော့ထင်ရှားလာမယ်လို့တော့ပြောရမယ်လောလောဆယ်အနေထားကတော့ channel ကရှုံးမွေးဆက်နေတဲ့ fighter စိတ်ပိုင်းဆိုင်ရာအဖြစ်လဲရှုံးမွေးဆက်တဲ့အတွက်ဟိုသူဖြောပြမှုပေးချင်တာတစ်ခုပဲဥတီထိုးနေတဲ့ပုံစံမျိုးဆိုတော့ဟိုပက်တီပင်ပလက်ရဲ့စွမ်းဆောင်ရည်ကောင်းတာမှန်တော်လည်းပဲပြည်သက်တချို့ထောက်ပြတယ်လို့အသက်ကြီးတယ်ဟိုပွဲဝေးတယ်ရှုံးမွေးဆက်နေဒါတွေလက်ခံလို့ရတယ်အဲ့တော့ ပက်ဒီပင်ဘလက်ကခုဆိုရင်တဖြည်းနဲ့ ranking လက်တက်လာပြီအဲ့တော့ထိထိဆုံး15ယောက်စင်းဝင်ကိုသူရအောင်ဖောက်ထွက်နိုင်မှာမလားပေါ့နော်ဒီအနေထားက lightweight တန်းမှာခဏခဏပြုတ်ကျခဲ့တဲ့ fighter တွေရှိတယ်ဒီထိဆုံးအထိရအောင်စူးစမ်းကြည့်ပေးမယ်မရောက်ဖဲနဲ့ပြန်ပြီးပြုတ်ပြုတ်ကျကျလာတဲ့ fighter တွေရှိတယ်ဥပမာဘယ်သူလဲဆိုတော့ rafe vizi ရှိတယ်ပြီးတော့ gamrot ရှိတယ်ပြီးတော့ ဘင်နေဒါရုရှိတယ်ပေါ့အဲ့တော့ဒီဖိုက်တာတွေတောင်းမနဲ့ဒီထိတ်ဆုံးထိမရောက်ခဲ့ဘူးဆာရူခရန်တယောက်ပဲထိတ်ဆုံးထိရောက်အောင်တက်နိုင်တယ်အဲ့တော့အဲ့ဒီဖိုက်တာကြီးတွေရဲ့အနေထားမျိုးကိုပက်ဒီပင်ပလက်ရောက်လာပြီလို့ပြောနိုင်ပြီဒီ lightweight တန်းပေါ့နော်ကဘာကျော် lightweight တန်းထိတ်ဆုံးထိသူဘယ်လောက်ထိလောက်ပြမလဲဆိုတာတော့ ရှေ့ပွဲတွေမှာစောင့်ကြည့်ဖို့လိုပါခင်ဗျာအဲ့ရှေ့ပွဲတွေမှာတကယ်လုတ်ပြနိုင်မယ်ဆိုရင်တော့ပက်ဒီပင်ပလက်ရဲ့အလားလာကဘယ်လိုပုံစံမျိုးအထိရှိနိုင်လဲဆိုတာကျွန်တော်တို့ပြက်ပြက်သားသားပြောလို့ရတဲ့အနေအထားမျိုးအထိဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကသုံးသပ်ကြည့်ချင်ပါတယ်ဒီနောက်ဆုံးအနေနဲ့ပေါ့နော်ဒီခေါင်းပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားအသက်မိတာကတော့ဒီကျွန်တော်ထင်တာကဒီဂိုလိုဘက်စ်ကနည်းနည်းလေးတာမယ်လို့ထင်တာဒါပေမဲ့တကယ်ကစားတဲ့အချိန်မှာကြာတော့ဘိုကာနော့စကီကသူရှေ့ကသင်ကန်းစာတွေကိုကောင်းကောင်းယူတယ် ဒါပေမဲ့ဒီအေဂိုလိုဘက်စ်ကဘယ်လိုလဲဆိုတော့ကျွန်တော်ထင်တဲ့တိုပူရီးယားရဲ့ကစားပုံကသူ့ပေါ်လွှမ်းမိုးမှုတအားကြီးတယ်လို့ကျွန်တော်မြင်တယ်။သူကတိုပူရီးယားလှုပ်တဲ့အတိုင်းပဲဘောက်ဆင်တွဲလုံးတွေကနေပွဲသိမ်းညင်တဲ့ပုံစံမျိုးရှိတယ်။တစ်ချိန်လုံးလဲသူကအဲ့ဒီအနေထားကိုပဲစောင့်ပြီးကစားတယ်လို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူထိုးတဲ့အနေထားကြည့်လိုက်မယ်ဆိုရင်သူကဘောကနိုခိဝင်လာတာကိုစောင့်တယ်။ ဘောက်စင်နဲ့တွဲလုံးနဲ့ဖုံ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 သူချင်းအချင်းကိုအချင်းလှုပ်ပြင်းနဲ့သူကအပါတဲ့လက်သီးတွေနဲ့ထိုးတယ်ဒုတိယအချိန်မှာတကယ်လဲနော်ဒေါင်းကျတယ်ဒါပေမဲ့အဲ့ဒီနော်ဒေါင်းကျပြီးကြတဲ့ကဘိုဂနိုစကီကလည်းတအားကြီးမဝင်တော့ဘူးဒီဂိုလိုဘက်ကဒီလိုပုံစံမျိုးကစားချင်တယ်ဆိုတော့သူကကောင်းကောင်းသိတဲ့အတွက်သူ့ရဲ့အတွေ့အကြုံနဲ့ဝါရီတပါတွေပေါင်းဆက်ပြီးတော့ပဲဟိုအထီးကိမှုအနည်းဆုံးဖြစ်အောင်သူကစားသွားတယ်ခွာကစားသွားတယ်တကယ်လဲပါနဲ့တယ်အဲ့တော့ ဒီဘွဲမှာကျွန်တော်ပြောချင်တာကတော့ Diego Lopez ကဘာဖြစ်လို့တပေါက်ထဲတပုံစံနဲ့တပွဲလုံးကစားတာလဲပေါ့နော်။ Bogdanovski လောက်တလောက်ဝါရင်နေတဲ့ fighter champion home fighter ကြီးကိုသူက ဒီလိုတစ်ခွက်ကောင်းဆောက်ပြီးဘာဖြစ်လို့တစ်ချိန်လုံးကစားရလဲသူတကယ်တည်းသူကိုယ်သူပွဲသိမ့်နိုင်မလို့ယုံကြည်လို့ဒီလိုပုံစံမျိုးဆောက်ကစားတာလားပေါ့ဒါပေမဲ့ဘူဂါနော့စ်ရဲ့သူ့ရဲ့ဂွန်းထဲကိုဝင်မသွားဘူးဒုတိယချီနော်တောင်ဖြစ်ပြီးကြတဲ့လုံးဝမဝင်တော့ဘူးပပနဲ့နဲ့နဲ့ကစားတယ်ဒီပွဲမှာဘိုဂနော့စကီချန်ပီယံပြန်ဖြစ်ဖို့တကယ်ထိုက်တန်တယ်ထိုက်တန်တဲ့စွမ်းဆောင်ရည်မျိုးလည်းပြသသွားတယ်ထွက်လာတဲ့ရလက်ကလည်းညင်းစရာမရှိဘူးထပ်ပြောရရင်ဘိုဂနော့စကီရဲ့ချန်ပီယံကပတ်ကိုအခုဒီယေဂိုလိုဘက်စ်ကစိန်ခေါ်ပြီးပြီဆိုတော့ ဘယ်သူကထက်ပြီးစိန်ခေါ်ခွင့်ရမလဲဆိုတာမေးခွန်းဖြစ်လာတယ်။အဲ့ဒီနေ့ထားမှာမော်ဆာအီဘလိုယက်ကတော့အတန်ဒီဆက်တိုက်ထွက်လာပြီးဗီဒတ်အများစုကလည်းမော်ဆာအီဘလိုယက်ဖက်စိန်ခေါ်ခွင့်ရတဲ့နဲ့ဆိုပြီးပြောနေကြတယ်။ Russia fighter ဘက်ကဘယ်လို state တင်လိုက်လဲဆိုတာအခုလိုလေးကြီးလိုက်ကြရအောင်မှာကျွန်တော်က Diego Lopez ကိုနိုင်တယ် Ejamay Starling ကိုနိုင်တယ် အာနိုအယ်လန်ဒန်အီဂေတို့ကိုအနိုင်ယူထားတယ်ဘယ်သူမှဒီ145ပေါင်ဖေဒါဝိတ်တန်းမှာချန်ပီယံကလွဲလို့သူ့ထက်ပိုပြီးစွမ်းဆောင်ရည်ကောင်းတဲ့ဖိုက်တာမရှိဘူးဒီဝိတ်တန်းမှာသူကနိုင်ပွဲဆက်အများဆုံးစံချိန်ကိုလည်းရယူထားတဲ့သူအဲ့ဒီတော့နောက်ပွဲကသူ့နဲ့ဘိုဂါနော့စကီပဲချန်ပီယံကပဲစင်ခေါ်ခွင့်ရသင့်တယ်ဆိုပြီးစတေတက်ရေးထားတယ်အဲ့တော့ promotion ဘက်ကဘလို့ခင်းကျင်းလာမလဲဆိုတာကိုပဲစောင့်ကြည့်ရတော့မှာပါ နောက်ဆုံးအနေနဲ့ပြောပြချင်တဲ့သတင်းတပုတ်ကပေါ့နော်ကျွန်တော်လည်းစိတ်ဝင်စားတယ်ပြည်သက်တွေလည်းစိတ်ဝင်စားနေတဲ့သတင်းတပုတ်အစ္စလာမကရှက်နဲ့တူဘူရီယာတို့တကယ်ပွဲဖြစ်မလားဆိုတဲ့သတင်းတွေကိုပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကအစ္စလာမကရှက်ကတော့ကိုယ်တိုင်ထုတ်မပြောဘူးဒါပေမဲ့ခါဘီက ထုတ်ပြီးပြောလာတဲ့အကြောင်းအရာတွေရှိတယ်တူဘူရီယာကလည်းဒီဂျိုရိုဂန်နဲ့ပေါကက်မှာပေါ့နော်သူတို့အကြ ాయి ပြောထားတဲ့အနေထားမှာဆွေးနွေးသွားရတယ်ရှိတယ်အဲ့ဒါလေးလေးကိုပြန်ပြီးမျှဝေသွားကြပါမယ် ရေစုံအနေနဲ့ခါဘီကဘလို့ပြောလဲဆိုတော့အစ္စလာမကရှက်ကဘာဖြစ်လို့တိုဘူရီယာနဲ့ပွဲမထိုးခြင်းရတာလဲဆိုတဲ့အကြောင်းပြချက်ကိုသူကအခုလိုလေးရှင်းပြပါဗါဆိုကြပါစို့ဒီအစ္စလာမ်ကတိုဘူရီယာကိုနိုင်မယ်တိုဘူရီယာကလည်းနောက်ပွဲတွေရှုံးမယ်ဆိုရင်ဘာအထိပယ်မှရှိမှာမဟုတ်ပါဘူးအရှိကိုအရှိတိုင်းပြောချစတဲ့ဆိုရင်တိုဘူရီယာက lightweight တန်းမှာဘာကောင်းမှလည်းမဟုတ်သေးပါဘူးအဲ့ဒီလို fighter မျိုးကိုအနိုင်ရလိုက်လို့အစ္စလာမ်ကရှက်ပြက်ဂန်ဝန်ကွန်ဘုတ်အတွက်လည်းထူးခြားမှုရှိမှာမဟုတ်ပါဘူး အစ္စလမ်ကမကြခင်34နှစ်ပြည့်တော့ပါမယ်အချိန်လည်းတိတ်ကြံတော့တာမဟုတ်ပါဘူးဒါကြောင့်မို့ပေတာဝိတန်းကတက်လာတဲ့တိုဘူရီယာဘူဂနော့စကီတိုနဲ့မထိုးချင်ခဲ့သလိုအနိကရောက်မှလူစားဝင်လာတဲ့မွိုင်ကာနိုလိုပြိုင်ပွဲမျိုးနယ်လည်းမရချင်ပါဘူး။လိုက်ဝိတန်းမှာအချိန်နဲ့အကြာကြီးကျင်လည်ပြီးထိုက်တန်တဲ့စွမ်းဆောင်မျိုးပြထားတဲ့ပြိုင်ပွဲမျိုးပဲလိုချင်တာပါ။ဒါကပုံကိုရေးရတဲ့နဲ့မဆိုင်ပါဘူး။ဝိတန်းတက်လာမယ်ဆိုရင်ထိုက်တန်အောင်ချပြဖို့တော့လိုပါတယ်ဆိုပြီးခါပီကအင်တာဗျူးတစ်ခုမှထုတ်ပြီးပြောဆိုလိုက်တာပါ။ ဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပေါ့နော်တိုဘူရီးယားကလည်းဒီချက်ချင်းကိုတုတ်ပြန်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခါဗီကအစ္စလာမကာရှေ့ရဲ့ချန်ပီယံဘက်ကိုလူယူမဲ့သူကသူဖြစ်နေတယ်ဆိုတာသိနေတဲ့အတွက်ဒီပွဲကိုမထိုးရတာဒါကအကြောင်းပြချက်တစ်ခုတည်းပဲဆိုပြီး state တင်ကတုတ်ပြန်လိုက်တာပါဒီနေထားမှာဒီတိုဘူရီးယားကဒလိုစတိတ်တက်ရေးုံနဲ့မပြီးပါဘူးမင်းညာကဒီဂျိုရိုဂန်နဲ့ သူတို့ဒီ pocket လောက်သွားတဲ့အနေထားမှာလဲသူကတော့ lightweight တန်းတက်လာတာတမ်းမီ champion စင်ခေါ်ခွင့်ပဲရခြင်းနဲ့တခြားဘယ်ပွဲမှမထိုးခြင်းဘူးအဲ့တော့ champion ကပဲစင်ခေါ်ခွင့်ရဖို့ပဲသူစောင့်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတယ်ပေါ့နော်အခင်းချင်းကတော့အဲ့လိုပုံစံမျိုးပဲသတိထားမှာကဒီ UFC ကပွဲဖြစ်အောင်ဖန်တီးပြီဆိုရင်ဘယ် fighter မှညင်းပယ်နိုင်စွမ်းမရှိဘူး UFC မှာကငွေရင်အားရောဟိုပွဲကို promote လုပ်နိုင်တဲ့အင်အားရောအများကြီးရှိတယ်အဲ့တော့ လိုလိုချင်ချင်းနဲ့ဖန်တီးပြီးဆိုရင်ဖိုက်တာမပြောနဲ့ဘယ်သူမှညင်ပယ်နိုင်စွမ်းမရှိဘူးအဲ့တော့ဒီပွဲအနေထားကပလိုလီထူးခြားလာမလဲဆိုတာရှေ့လာမယ့်ရက်ပိုင်းအတွက်မှာထပ်ပြီးစောင့်ကြည့်လိုက်ကြရအောင်မှာ